တင်နန်း app တင်နန်းတက်ဖို့ရစင်းပေးချင်ပါတယ်မမတို့ဟုတ်ကဲ့မင်္ဂလာပါရုရှားဘာသာစကားတင်နန်းတက်ချင်တဲ့သူတွေစင်းရင်ပြလို့ရပါပြီနော်ဒါပေမဲ့တနေ့ကုန်တော့အဲရုရှားနဲ့ပတ်သက်ပြီးဖုန်းတွေဆက်ပြီးမေးကြလို့တင်တာတစ်ခါတည်းဖြေပေးလိုက်မယ်နော်တင်တာကကြတော့ဘာသာစကားတင်နန်း app လက်ခံတာနော်ရုရှားနိုင်ငံကိုအလုံးနဲ့ဆေးလို့ဖို့အတွက်တင်နန်းသားလက်ခံတာမဟုတ်ဘူးနော်ဒါကိုခွဲခြားသိဖို့လိုအပ်တယ်လိုအပ်လို့ရှိရင်လိုအပ်ရင်ပြောရအောင်ဘာသာစကားတင်နန်းတက်ထားတဲ့လူတယောက်အနေနဲ့ ရုရှားဘာသာစကားသင်တန်းတထားတဲ့လူပြောင်းနေတဲ့ရုရှားနိုင်ငံအတွက်အလောက်ကိန်းခွန်လန်းတွေပေါ်တဲ့အခါမှာကိုယ့်အနေနဲ့ပြင်ဆင်ပြီးသားဖြစ်အောင်ဘာသာစကားသင်တန်းရဲ့လက်ခံရင်ဖြစ်တယ်နော်အဲ့တော့တော်တော်များလာမေးတယ်ဗာလဲလာစားလာစားလည်းမသိဘူးနံပါတ်2ချက်ဟိုဘယ်တော့သွားမှလည်းမသိဘူးအချိန်ဘယ်ချိန်လဲမသိဘူးနော်ပြီးရင်ဘာလန်သွားလည်းမသိဘူးဒါမှမဟုတ်သိထားတာတခုစီ MOU နဲ့သွားမှာဘယ်လိုသွားမှလဲဆိုတော့ကြီးတို့ကြီးသွားမှာနော်အစိုးရနဲ့လုပ်တဲ့လုပ်တွေမှာတနာလည်းမသိဘူး တော့ဘာပဲဖြစ်ဖြစ်ရုရှားနိုင်ငံကိုသွားပြီးတော့စီးပွားရှာခြင်းနဲ့လူတယောက်အနေနဲ့ပြင်ဆင်ရန်အဓိကအရေးကြီးတဲ့ဘာသာစကားသင်တန်းကိုသင်တန်းသားလက်ခံတယ်ဒါပေမဲ့ဟိုလေကိုသိတဲ့လောက်လေးပြောပြရမယ်ဆိုလို့ရှိရင်ရာလုံးကကိုသွားခြင်းနဲ့ဆိုရင်ကိုပေါ့ကိုသွားခြင်းနဲ့ဆိုရရာကိုဖိမြအောင်ရောသွားမသွားခြင်းဟိုကိုဘာသာစကားသင်တန်းမဲ့တက်ထားမယ်ဆိုလေတက်ထားဘာမှမဖြစ်ဘူးပြဿနာမရှိဘူးအဓိကပညာရဲ့တခုကသင်တန်းသင်ထားလို့တက်ထားလို့ဟိုလေရောအကျိုးတော်တော့မရှိဘူးပေါ့ ်အခုရှိတာကဘာလဲဆိုလို့ရှင်ဘာပဲလှုပ်လှုပ်သူများကိုအပြစ်ပြောဖို့အတွက်ကိုယ့်ရဲ့အားနေချင်အားသာချက်ကိုတည်ပြီးတော့တင်းနှံတတာပို့ပြီးတော့အောင်မြင်ဖို့လားလားရှိတယ်ဒါပေမဲ့တော်တော်များများပေါ့နော်ရုရှားနိုင်ငံအတွက်ဒီနာလိလထားလောက်ကတော့0ဘောနဲ့ခေါ်မှာဒီဘရားမပေးစရာမလိုဘူး0ဘောနဲ့ခေါ်မှာနောက်တစ်ခုကဘာလဲဆိုလို့ရှင်ကုံကြရင်တောင်မှပဲကိုယ့်ရဲ့တင်းနှံကြီးလေးနဲ့ဟိုမှာတကယ်လို့လှုပ်ချက်ဆက်ပြီးတဲ့သူရှိရဲ့ဆိုလို့ရှင်ဝန်ဆောင်မှုအနည်းငယ်လောက်ပဲကုံမှာ ရုရှားနိုင်ငံကနေ0ကောင်းနဲ့ခေါ်မှာအဲ0ကောင်းနဲ့ခေါ်မှာကြီးကို तू ကဘလို့ဘာနဲ့သွားဆင်သွားမလဲဆိုရင်စင်ကာပူနဲ့သွားဆင်သွားမယ် तू က on job training ဘူဘောနိုင်ငံမှာ3လတက်ကမှာတက်ပြီးရနဲ့ तू ကစောင်းမဖြေရမှာဒုတိယချိန်ကြာလို့ရှင်လဲသူရထောက်ခံပေးဦးမှာကြာတာဟာကိုလေဒါပေမဲ့တတိယချိန်ကြာရင်တော့ပြန်ရမှာ ဒါတင်သားလိလာထားဒီလောက်ဒီလောက်လို့ပြုတ်ပြတာ sharing လုပ်တာဒါပေမဲ့အဲ့လိုမျိုးကြီးပြောလို့တင်သားက confine တင်တဲ့လက်ခံပြီးအလုပ်ချိန်ပြီးမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဘာသာစကားတင်တဲ့အတွက်ပြင်ဆင်နေတဲ့သူတွေသွားခြင်းတဲ့သူတွေတက်ထားခြင်းတဲ့သူတွေအတွက်ဘာသာစကားတင်တဲ့အဲ့လက်ခံနေလို့ပြောတာအဲ့တော့ဒီနေ့လာတဲ့အမဘယ်တော့သွားမှလဲဘယ်လောက်လာသားဘယ်လောက်လဲဘာဖြစ်တာလဲညာဖြစ်တာလဲတော့ဒီခါလေးရှင်းပြလိုက်ပြီနော်ဘာသာစကားတင်တဲ့လက္ခဏာပါရှင် လောက်ကတော့ second plan နေနဲ့ကိုဘာသာစကားရတယ်ဆိုရင်မြည်သည့် agency မြည်သည့် company နဲ့မဆို MOU စနစ်တရားဝင်သွားလို့ရတယ်။အဲ့ဒါလေးကိုသဘောပေါက်နားလည်အောင်ရှင်းပြလိုက်ပြီနော်။အဲ့တော့ဘာသာစကားသင်တန်းတက်ချင်တဲ့သူတွေဒီနေ့လက်ခံပါတယ်ဒီလားဝလောက်ဆိုရင်သင်တန်းဖုံးဖို့ရှိပါတယ်။နှစ်ရက်အလုံးမှာစာရင်းပေးထားတဲ့သူအကုန်လုံးကိုသင်သာဖုံးဆက်ပြီးတော့ဒီ data တွေနဲ့ပြပြပေးမှာနော်။ကျေးဇူးတင်ပါတယ်။